ရားတရားတန်ခါဒီသုံးခုဟာတရဏဒါဖြင့်တရဏကမဏဆိုတာဘာလဲတရဏဂုံဆိုတာကြတော့ဘာကိုပြောတာတော့ဆိုအဲ့ဒီဖရာတရားတန်ခါတွေကိုယုံကြည်တဲ့စိတ်နဲ့ခုနကဒီအမှန်တရားကိုသိလို့တဲ့စိတ်ကောင်းကျိုးချမ်းသာတွေကိုဖြစ်ပေါ်စေတတ်တဲ့အမှန်တရားကိုသိလို့တဲ့စိတ်နဲ့ကိုးကွယ်တာဆိုလိုတာက ဖရာတရားတန်ခါကိုကိုယ်ွယ်စိတ်ကလို့တဲ့တရားរីပြတ်တန်းတဲ့စိတ်တုတ်ပတ်ကိုတရဏခမနာတရဏဂုံလို့ခေါ်တာအဲ့တော့တရဏဂုံဆိုတာယုံကြည်ခြင်းနဲ့ကိုယ်ွယ်တဲ့စိတ်ဖရာတရားတန်ခါပေါ်မှာယုံကြည်တဲ့စိတ်ကိုတရဏဂုံလို့ခေါ်တယ်လို့ဒီလိုမှတ်တရဏခမနာဟောနောက်တစ်ခုကဘာသိရမလို့ဆိုလို့ရှင်အဲ့ဒီတရဏဂုံကိုကိုယ်ွယ်စိတ်ကတ်တဲ့ပုဂ္ဂိုလ်じゃတော့တရဏခတ္တ တရဏဂုံကိုကိုယ်ွယ်စိတ်ကတဲ့ပုဂ္ဂိုလ်အဲ့ဒီစိတ်ထက်ရှိတဲ့ပုဂ္ဂိုလ်ဘုရားတရားတန်ခါကိုယုံကြည်ပြီးတော့ကိုယ်ွယ်စိတ်ကတဲ့ပုဂ္ဂိုလ်ကြတော့တရဏကတ္တ။ဟောတရဏရဲ့တရဏကမဏရဲ့တရဏကတ္တရဲ့ကိုယ်ွယ်စိတ်ကသူသုံးခုအဲ့ဒီမှာတရဏကိုယ်ွယ်မှုတရဏဂုံဟာဘယ်နှမျိုးရှိတုံဆိုလို့ရှိရင် လောကိယတရဏဂုံနဲ့လောကုတ္တရတရဏဂုံတို့အခြေခံအပြည့်ဒီလိုနှစ်မျိုးမှန်လောကိယတရဏဂုံဆိုတာဒီအနေနဲ့ဖရာပေါ်မှာယုံကြည်တဲ့တတ္ထာအဲ့ဒီယုံကြည်မှုကိုအခြေခံတဲ့တမ္မာဒိဋ္ဌိတတ္ထာနဲ့တမ္မာဒိဋ္ဌိတတ္ထာရဲ့တတ္ထာကို အခြေခံတဲ့တမ္မာဒိဋ္ဌိရဲ့အဲ့ဒါကို ဒါလောကိယတရဏကမလလို့ခေါ်တယ်။လောကုတ္တရကျတော့တစ္ဆာလေးပါးကိုမြင်သွားပြီးဖရာတရားတန်ခါပေါ်မှာဘယ်တော့မှမပြောင်းလဲတဲ့ယုံကြည်ကိုးကွယ်မှုကိုဒါလောကုတ္တရာတရဏဂုံလို့ခေါ်တယ်။နော်လောကုတ္တရာတရဏဂုံလို့ခေါ်တယ်။အဲ့ဒီမှာလောကီတရဏဂုံလောကုတ္တရာတရဏဂုံဆိုတဲ့အထက်မှာလောကီ ဒီနဂုတ်တရတရဏဂုံဆိုတော့ခိုင်မြဲသွားပြီပေါ့တကယ်ကိုဓမ္မစကုတရားမျက်စိရသွားတဲ့ပုဂ္ဂိုလ်တွေသောတာပန်သဂရဂနာဂာယာနာဖြစ်သွားပြီဆိုလို့ရှိရင်ဘယ်တော့မှမပြောင်းလဲတဲ့ပုဂ္ဂိုလ်ဒီပုရုဇဉ်နေလောကီတရဏဂုံဆိုတာကတော့ပြောင်းလဲနိုင်တယ်အခုဘုရားဘာသာဖြစ်ပေမဲ့တောကြားတခြားဘာသာဝင် ဖြစ်ခြင်းဖြစ်သွားနိုင်တယ်နော်ယုံကြည်ချက်တွေဟာပြောင်းလဲနိုင်တယ်ကိုယ်ွယ်မှုတွေလည်းပြောင်းလဲနိုင်တယ်ပေါ့ဟောအဲ့ဒီမှာ တရဏဂုံအမျိုးအစားနဲ့ပတ်သက်ပြီးတော့မှတ်သားဖို့ရှိတယ်တရဏဂုံတီဖို့ဆိုတာတရဏဂုံအမျိုးအစား၄မျိုးရှိတယ်တဲ့ပါဠိလိုနံပါတ်1ကအတ္တတန်နိယတနာအတ္တတန်နိယတနာဆိုတာမိမိကိုယ်ကိုဖရာတရားတန်ခါတို့အနှင်းခြင်းအာအတ္တနာဗုဒ္ဓသနေယတေမိငါရဲ့ဘဝ ငါခန္ဓာကိုဖရာအနှင်းပါတယ်လို့ဆိုရင် အတ္တတဏိယတနာကိုကိုကိုအနှင်းပြီးတော့ကိုးကွယ်တဲ့တရဏဂုံကို အတ္တတဏိယတနာတရဏဂုံလို့ခေါ်တယ်နောက်တစ်ခုကတပ္ပရာယနာတာပါဠိလိုတပ္ပရာယနာတာပရာယနာဆိုတာလဲလျောင်းရလဲလျောင်းရဆိုတာဖရာမှာတပါအကိုရမရှိဘူးဖရာကိုပဲအကိုပါတယ်လို့ အဟံဘုဒ္ဓပရာယနောငါသည်ဖရာဘော်မှသာ အာကိုတယ်တခြားကိုအာမကိုဘူးဓမ္မပရာယနောတရားသာလဲအာကိုရရှိတယ်တခြားကိုအာမကိုဘူးတန်ခပရာယနောတန်ခသာလဲအာကိုရရှိတယ်တခြားကိုအာမကိုဘူးလို့ဒီလိုစောက်တည်တဲ့တရဏဂုံကြတော့တပ်ပရာယနာတာလို့ခေါ်တယ်နောက်တစ်ခုကတိတ်တဘာဝုပကမခမဏတိတ်တဆိုတာတပည့် ဘာဝဆိုတာအဖြစ်ဥပကမ္မနာဆိုတာကပ်ရောက်ခြင်းတပိခံခြင်းလို့ပြောတာနော်ဖရာရဲ့တပိဘုသူ့ရဲ့တပိတုံးဆိုဖရာတပိဓမ္မဗုဒ္ဓရဲ့တပိဓမ္မရဲ့တပိသံဃာရဲ့တပိဆိုပြီးတော့တပိအဖြစ်ခံယူတာအဲ့တော့ဗုဒ္ဓရဲ့တပိအဖြစ်ခံယူလိုက်တာဒါတိတ်တဘာဥပကမ္မနာတရဏဂုံလို့ခေါ်တယ်ဒီတရဏဂုံကိုဘုသူ့စောင့်တည်ခဲ့တာတုံးလို့ဆိုလို့ရှိရင် ရှင်မဟာကတ္တဝလို့နောက်ပိုင်းမှာထင်ရှားကြောကြတဲ့ပိပ္ပလိပုံနာတထေးကြီးကတိတ်တဘာဥပကမနာတရဏဂုံကိုစောက်တည်ခဲ့တာသူပါအဟံဗုဒ္ဓတာအန်တေဝတိကောငါဖရာရဲ့တပည့်ပဲဘုသူရဲ့တပည့်မှာမခံဘူးငါဆရာဖရာပဲလို့ဒီလိုလက်ခံနောက်တစ်ခုကြတော့ နောက်ဆုံးတစ်ခုကြတော့ပฏิပါတပฏิပါတဆိုတာလက်အုပ်ချီတာတို့ရှ िख ိုးတာတို့အယုသေးပေးတာတို့ဘုသူ့မှာဘယ်ဖျားကူမှာလက်အုပ်ချီခြင်းအယုသေးပေးခြင်းရှ िख ိုးခြင်းဆိုတာမလုပ်ဘူးဒီဗုဒ္ဓဓမ္မတန်ခါကိုသာလဲလက်အုပ်ချီခြင်းအယုသေးပေးခြင်းရှ िख ိုးခြင်းလုပ်မယ်လို့ကိုယ်စိတ်ကိုဆုံးဖြတ်ထားပြီးတော့ကိုယ်ွယ်တာယုသေးပေးတာဒါပฏิပါတလို့ခေါ်တယ် အဲ့ဒီလိုပဏိပါဒလုံးတဲ့အခါမှာအမျိုးမျိုးရှိသေးတယ်တရဏဂုံတီမတီဆိုတာနဲ့ပတ်သက်ပြီးပြောမယ်ဆိုလို့ရှင်ဖះကိုယုံကြည်ကိုးကွယ်တယ်ဆိုတဲ့နေရာမှာလတ်လပါလိုခြင်းလို့ဖះကိုကိုးကွယ်တာလားဆရာသမားဖြစ်လို့ဖះကိုကိုးကွယ်တာလားဆွေမျိုးတော်လို့ဖះကိုကိုးကွယ်တာလား ေးမကိုးကွယ်ဘူးဆိုရင်ပတ်ဝန်းကျင်ကကိုယ်ကဲ့ရဲ့ရှုပ်ချမှာမို့ကြောက်လို့ကိုးကွယ်တာလားဟောဒီလိုရှိတယ်အကယ်၍အဲ့ဒီလိုမဟုတ်ဘဲနဲ့မြတ်စွာဘုရားရဲ့ခုံတော်တွေကိုသိပြီးဩတကယ်မြင့်မြတ်တဲ့ပုဂ္ဂိုလ်ပါပဲဆိုတဲ့ရည်ရွယ်ချက်နဲ့ကိုးကွယ်မှတရဏဂုံတည်တယ်တဲ့နော်တရဏဂုံယူပြီမဲ့လို့ယူတိုင်းမတည်ဘူးလို့ဆိုလာဒက္ခိနေယတကယ်ကိုမြင့်မြတ်တဲ့ပုဂ္ဂိုလ်တူအနေနဲ့ ကိုးခွေမှတရဏဂုံတီးတယ်။အေးဖះငါဆွေမျိုးပဲဆိုပြီးတော့ဆွေမျိုးကိုချစ်တဲ့စိတ်နဲ့ဖះကိုရှ िख ိုးလို့ရှင်ဒါတရဏဂုံမဟုတ်ဘူး။ကိုအမျိုးကိုကဘာမသိညာမသိဒီဖះပဲကိုးခွေတယ်ဆိုတော့အမျိုးရိုးလိုက်မိယိုးဖလာပေါ့။အဲ့လိုမိယိုးဖလာကိုးခွေရင်လည်းပဲတရဏဂုံအစစ်မရဘူး။ ညာတိကုလအာစာရဆရာအနေနဲ့ကိုးကွယ်လို့ရှိရင်လည်းပဲဟုတ်လားမအာစရိယအနေနဲ့ကိုးကွယ်လို့ရှိရင်လည်းမရဘူးဘယကြောက်လို့မကိုးကွယ်ရင်မင်းကိုးကွယ်ရမယ်မကိုးကွယ်ရင်မလုပ်မယ်ညာလုပ်မယ်ဆိုရင်ကြောက်လို့ကိုးကွယ်တာဆိုရင်လည်းပဲတရဏကုမတည်ဘူးတဲ့ဒါကြောင့်မို့ပဏိပါဒဆိုတဲ့ဒီကိုကိုကိုအလေးအမြတ် လက်အုပ်ချီခြင်းရှ िख ိုးခြင်းဆိုတဲ့ဒီအမှုတွေကို ပြုတယ်လို့ဆိုတဲ့နေရာမှာမြင့်မြတ်တဲ့ပုဂ္ဂိုလ်တဦးအနေနဲ့လောက်မှတရဏဂုံတရားရောက်တယ်လို့ဒီလိုစာပေကျမ်းကမှဆိုထားတယ်တခါအဲ့ဒီတရဏဂုံနဲ့ပတ်သက်ပြီးတော့မှတ်เสียအောင်နော်အဲ့ဒီလောကီတရဏဂုံဟာ စုံစုံဖြစ်ဖို့အတွက်လိုအပ်တာတွေရှိတယ်မပြည့်မစုံတဲ့ဟိုပဏိပါဒတရဏဂုံဟာတရဏဂုံပြီးပြီးပြင်းပြင်းမဖြစ်ဖွယ်ရတဲ့အကြောင်းတရားတွေရှိတယ်တရဏဂုံရဲ့အရှိန်အဝါကိုကြာဆင်းစေတတ်တဲ့အကြောင်းသုံးမျိုးကဘာလို့ဆိုအညာနာနားမလဲတာတစ်ခုမသိဘူးဘယ်လိုကိုးကွယ်ရမလဲဆိုတာမသိဘူးနော် တန်တရဟုံမဟုတ်ကလားဖះဆိုတာဟုံမဟုတ်ကလားဆိုရယ်မယုံတယုံနဲ့ကိုးခွဲတာနောက်တစ်ခုကမိစ္ဆာညာနာမှားယွင်းတဲ့အတွေးတွေအမြင်တွေနဲ့ကိုးခွဲတာအဲ့ဒါဆိုလို့ရှိရင်ဒီတရဏဂုံဟာယော့နေပြီးတော့သွားလိုက်မယ်ဒါကြောင့်မို့အတိညာလည်းရှိရမယ်တန်တရာလည်းခင်းရမယ်မှန်ကန်တဲ့ညာအမြင်နဲ့ပြည့်စုံရမယ်မှန်မှန်ကန်ကန်မြင်နိုင်ရမယ်လို့ဒီလိုဆိုတာ အဲ့ဒီတရဏဂုံဟာဘယ်လိုခါမှပြတ်တတ်တယ်လဲတရဏဂုံတချို့မေးလေးရှိတယ်တရဏဂုံပြတ်တလားမပြတ်ဘူးလားနတ်ရှိခိုးရင်ရောတရဏဂုံပြတ်တလားမပြတ်ဘူးအဲ့တော့ရှိခိုးတယ်ဆိုတဲ့နေရာမှာကိုယ်ကိုယ်လို့ရှိခိုးတာလားသို့မဟုတ်ကြောက်လို့ရှိခိုးတာလားရွယ်ချက်ရှိသေးတယ်ပေါ့ဟာနတ်ဟာလောကမှာအမြတ်ဆုံးပဲသူ့ရဲ့မြတ်တာမရှိဘူးတကူကြီးတယ်ဆိုပြီးတော့ နတ်ကိုရှိခိုးတယ်တကူကြီးလို့အရာရာကိုသိနိုင်တဲ့အနေနဲ့ကိုယ်ပဲပြီးတော့နတ်ကိုရှိခိုးမယ်သို့မဟုတ်တခြားဘာသာဆရာဘာသာခိုင်းကိုရှိခိုးမယ်အဲ့ဒီလိုရည်ရွယ်ချက်တင်နဲ့ရှိခိုးမယ်အမှန်တရားကိုသိတယ်ဒီဘာသာမှာမှန်ကန်တယ်ဆိုတဲ့အနေနဲ့ရှိခိုးရင်တော့ဒါတရဏဂုံပြတ်တယ်အဲ့ဒါတရဏဂုံပြတ်တယ်အဲ့ဒီတရဏဂုံပြတ်မှုဟာအပြစ်လဲရှိတယ်ပေါ့ ပြင်လဲရှိတယ်လို့ဒီလိုဆိုတယ်။ဟောအဲတရဏဂုံကဘယ်ချိန်မှာပြတ်တတ်သေးသလဲလို့ဆိုလို့ရှိရင်ဘုရဘသာဝင်နေတရဏဂုံတော့အောက်တည်ထားတဲ့အသက်ရှိတယ်။သို့သောသေသွားပြီဆိုလို့ရှိရင်တော့တရဏဂုံပြတ်တယ်အဲ့ဒါ။အဲ့ဒီပြတ်မှုကတော့အပြစ်မရှိဘူးသေသွားလို့ပြတ်တာကို။ဘာဖြစ်လို့ပြတ်တယ်လို့ပြောတာတော့ဆိုဘုရားကုံတရားကုံသံဃာကုံသိနိုင်တဲ့စိတ်မှရှိမှဖြစ်လို့ တရဏဂမနာဆိုတဲ့စိတ်ကပတ်မရှိတော့မရှိသည့်အတွက်ကြောင့်သိလို့ရှိရင်တရဏဂုံပြတ်တယ်ဒါကြောင့်မို့လို့ဗမာပြည်မှာတရဏဂုံတင်းနေတင်းနေဆိုတဲ့အယူဆတစ်ခုထပ်ပေါ်လာတယ်တရဏဂုံကပြတ်သွားလို့ပြန်တင်ပေးတယ်ဆိုသို့သောသိတဲ့အပေါ်မှာ လူသေးကောင်းကြီးကိုတရဏဂုံတင်လို့ရတော့မရဘူးသူဆောက်တည်ထားတဲ့တရဏဂုံဟာသူသေးသွားရင်ပြတ်သွားပြီမရှိတော့ဘူးဒီလိုဆိုလို့တယ် အဲ့တော့ဘေးကလူတွေကသာတရဏဂုံတင်တာအဲ့ပြက်သွားတယ်ဆိုတာကိုအကြောင်းပြုပြီးတော့လောက်ကြပုံရတယ်တရဏဂုံတင်တယ်လို့ဆိုတာအမှန်ကတော့ဖြစ်တင်တာတရဏဂုံတင်တယ်ဆိုတာတည်တဲ့လူကိုတင်တာမဟုတ်ဘူးသူ့အတွက်ရည်စူးပြီးတော့ကုသိုလ်ကောင်းမှု ပြုဖို့အတွက်ကြံရင်တဲ့ပုဂ္ဂိုလ်တွေကတရဏဂုံဆောက်တည်တယ်၅ပါးသီလခံယူတယ်ပြီးတဲ့အခါအမြတမ်းပေးဝေတယ်ဒါပဲဖြစ်ရမယ် အဲ့ဒါမှမှန်ကန်တဲ့လမ်းကြောင်းလို့ဒီလိုပြောရအောင်။အဲသေရင်တရဏဂုံပြတ်တယ်။သို့တော့အပြစ်ရှိလားဆိုမရှိဘူးလို့ဒီလိုပြောရအောင်။ဟာအပြစ်မရှိတယ်။အကျိုးလည်းမပေးဘူးအဲ့ဒီပြတ်သွားတာ။အပြစ်မရှိသေးတဲ့အတွက်ကြောင့်မကောင်းကျိုးကိုမပေးနိုင်ဘူး။ခုနကမကောင်းကျိုးကိုပေးနိုင်။တရဏဂုံတခြားဘာသာကိုပြောင်းပြီးတော့ကိုးကွယ်လို့ဆိုလို့ရှိရင်တော့အပြစ်ရှိတယ်။ပြက်လဲပြက်တယ်လို့ဒီလိုပြောရအောင် ဒါတရဏဂုံနဲ့ပတ်သက်ပြီးတော့မှတ်ဆရာလေးတွေတရဏဂုံပြက်မပြက်ကောင်းပြီတရဏဂုံ ကိုးွယ်ထားတဲ့ပုဂ္ဂိုလ်ဟာတရဏဂုံကိုစိတ်ကတ်ထားတဲ့ပုဂ္ဂိုလ်ဖရာတရားတန်ကာယရဏသုံးပါးလို့ဆိုရဲတရဏကိုကိုးွယ်စိတ်ကတ်တဲ့ဥပတ္တကဥပတိကမအမျိုးသားအမျိုးသမီးတရဏဂုံကိုးွယ်တဲ့ အချိုးကျေးဇူးဟာအလွန်ကြီးမားတယ်လို့ပြောတယ်။ဘာဖြစ်လို့ရောဆိုလို့ရှိရင်မြတ်စွာဘုရားဟာတကယ်ကိုမှန်ကန်တဲ့တရားကို ဟောတယ်။တရားကလည်းပဲတကယ်ကဲတင်နိုင်တယ်။တန်ခါကလည်းပဲတကယ်အာယုပြုလို့ရှိရင်အချိုးကျေးဇူးတွေဖြစ်ပေါ်စေနိုင်တယ်။ဒါကြောင့်မို့လို့ဖရတရားတန်ခါကိုကိုယ်ွယ်စိတ်ကလို့ရှိရင်တဲ့မြတ်စွာဘုရား ရေကေစီဗုဒ္ဓံတရဏံကတာတိနတ်တိခမိတ်တန်တိအပါယပုမေ။ အပင်မကြဘူးလို့ကိုခေါ်ထားတယ်နော်တရဏဂုံတည့်ရဲ့နဲ့တရဏဂုံရှိကတ်တဲ့ပုဂ္ဂိုလ်ဟာအပင်မကြဘူးဆိုတီယိုနိုင်ငံမှာဖြစ်ခဲ့တဲ့ဝတ္ထုလေးတစ်ခုကိုကြည့်တီယိုနိုင်ငံမှာတကားတဦးကဘုရားဘာသာ မဟုတ်ဘူးသူကအသက်မွေးဝမ်းကြောင်းမပါလို့လဲလို့ဆိုလို့ရှိရင်တကားလုပ်ငန်းနဲ့အသက်မွေးတယ်ပေါ့ ခုခေတ်တော့နားထောင်ကောင်းခေါ်တယ်ရေလုံသားတဲ့နော်ရေလုံငန်းနဲ့အသက်မွေးတယ်ပေါ့အဲဒီတေကနီးချတဲ့အခါကျတော့ကိုလို့ရတဲ့ဟာကိုအာယုန်ထဲမှာလားထင်တာပဲဒါသဘာဝပဲကိုဘာတွေလုပ်ခဲ့တယ်ဆိုတာကိုအရေးမဲကြီးလို့တေကနီးချလာပြီးတော့စိတ်ထဲမှာလွှမ်းမိုးနေမှာပဲအဲသူလည်းတေကနီးချတော့သူလှုပ်လာခဲ့တာငါးရီဖန်သတ် ရောင်ချဒီလိုလုံလာတာဆိုတော့အဲ့ဒီအကုသိုလ်တွေကအရေးမဲကြီးလို့လာပြီးတော့လွှမ်းမိုးထားပြီတေလို့ရှင်ငရဲကြမှာတေချာနေအဲ့ဒီအချိန်မှာယဟန္တာကြီးတစ်ပါးကဆွမ်းခံရင်းနဲ့အဲ့တကကြီးတေအံမူးမူးဖြစ်နေတော့တနာလို့ဆိုပြီးတော့ကြွသွားကြွသွားပြီးတော့သူ့ကိုအားပေးစကားပြောပြီးတော့အကုရဲ့မဲ့ဖြစ်နေတဲ့အချိန်လေးမှာ ဟင်းဘဝကူကောင်းအောင်ငါချပေးတာလေးလိုက်စုံမလားဆိုပြီးတော့ဗုဒ္ဓံသရဏံကိစ္ဆာမိဓမ္မံသရဏံကိစ္ဆာမိသံဃံသရဏံကိစ္ဆာမိဆိုတာချပေးတာလိုက်စုံလိုက်တယ်သံဃံသရဏံကိစ္ဆာမိလည်းစုံလိုက်အောင်မေးကပြုတ်ကျသွားပြီရှာကလေးသွားတော့မစုံနိုင်တော့ဘူးငါးပါးသိလားအဲ့ဒါလို့ဆိုရင်နဲ့စိတ်ထဲမှာအာကိုးသွားတယ်သူစိတ်ထဲမှာဒီဗုဒ္ဓံသရဏံကိစ္ဆာမိကိုအာကိုးပြီးတော့တည်သွားတော့ဘာဖြစ်တုံဆိုငရဲလွတ်ပြီးတော့သူက ငရဲမရောက်တော့ဘဲနဲ့ဘုံမဆုနဲ့တော့ဖြစ်တယ်။နတ်ဆိုတာလူလိုမွေးနေရတာမဟုတ်ဘွားကနဲ့တော့ဖြစ်တာ။အဲတော့ညကြတော့အဲ့ဒီရဟနာကြီးစီလာတယ်တဲ့အရှင်ဘုရားတဲ့သူဘုံမဆုနဲ့ဖြစ်တဲ့အကြောင်းပြောတယ်။အရှင်ဘုရားကငါးပါးတိလသာဆက်ချပေးလိုက်မယ်ဆိုရင်တပည့်တော်ဟာအထက်နတ်ပြည်တော်ရောက်မှာအခုတော့အရှင်ဘုရားကတန်ခံတရဏံကိစ္ဆာမိရင်ဆုံးသက်သွားတာဆိုတော့ ရဟန္တာကြီးကပြောတယ်မင်းမှမဆိုနိုင်တော့တာတဲ့ငါကတော့ခြာပေးပါတယ်မင်းမဆိုနိုင်တော့ဘူးအဲ့ဒါဒေဂန်ဒီမှာကဲတင်လိုက်တဲ့ချက်ဒီလိုကိုကဲနိုင်တယ်လို့ဆိုတာဒါတရားဓမ္မဒီလိုကဲတင်နိုင်တယ်ဒါကြောင့်ဟိုတရဏလို့ခေါ်တာအဲ့ဒီလိုကဲတင်ခဲ့တဲ့ဝတ္ထုဇာလန်းတွေဟာအများကြီးရှိတာပေါ့ဧကောင်းပြီဖယားတရားတန်ခါယရဏသုံးပါးကို ကိုယ်ခွေရဖြစ်ကိုယ်ခွေတဲ့ပုံကိုယ်ကြီးအမျိုးသားတွေကြတော့ဥပတကာလို့ခေါ်တယ်ဥပတကာလို့ခေါ်တယ်အမျိုးသမီးတွေကြတော့ဥပတိကာလို့ခေါ်တယ်ဗမာပြည်ကထုံးစံတိုင်းမဆိုတာလေးထက်ခေါ်တယ်ဥပတိကာမဒါယေကာဒါယိကာမမလို့ခေါ်တာတိဘက်လူမျိုးတွေရဲ့ထုံးတန်းစင်လာပဲဗမာတွေကလည်းတိဘက်တို့ဗာမင်းအနယ်တွေဆိုတော့မထက်ခေါ်လို့ရှိတယ်နော်ဒါယေကာဒါယိကာမဟောမလေးပါနောက်က ဥပါဒကဥပါဒိကမအဲ့ဒါတိဘက်ဘာသာစကားမှလည်းအဲ့တိုင်ပဲနောက်ကမပါတယ်အလုံးကြားဘူးရမို့လားဗမာလူမျိုးတွေရဲ့ဘယ်ဘယ်လူမျိုးကဗမာလူမျိုးတွေဆင်းသက်လာတယ်ဆိုတာတိဘက်တို့ဗာမင်းကနေဆက်စည်းသက်လာတယ်ဆိုတာတမိုင်းကြောင်ဖတ်တဲ့လူတွေသိမှာပေါ့နော်အေးအဲ့လိုဥပါဒကဥပါဒိကမဖြစ်လာလို့ရှိရင်ပြည့်စုံရမယ်လိုက်နာရမယ်ဟာဘာလဲလို့ဆိုငါးပါးသိလား ငါဘာသီလလုံရမယ်တဲ့ဒါဗုဒ္ဓဘာသာဝင်အနေနဲ့ငါဘာသီလလုံရငါဘာသီလလုံမတဲ့ပြည့်စုံတဲ့ဘုရားရဲ့ကိုယ်ွယ်မှုပြည့်ပြည့်စုံစုံဖြစ်နိုင်မယ်တဲ့ပြီးတော့ငါဘာသီလလုံယုံနေမကဘူးဘုရားကိုကိုယ်ွယ်တဲ့အမျိုးသားအမျိုးသမီးတွေဟာ ရှိရမယ့်အင်္ဂါရက်တွေရှိသေးတယ်အဲ့ဒါတွေရှိပြီဆိုလို့ရှိရင်ဒါ ြီးပြည့်စုံတယ်ပေါ့ယရနာလို့ခေါ်နိုင်တယ်ယရနာဝင် ဖြစ်သွားဥပဒကယရနာဥပတိကယရနာယရနာစံဝင်ယရနာအမျိုးသားအမျိုးသမီးဖြစ်ဖို့ရအတွက်ဘာတွေလိုအပ်လဲလို့ဆိုလို့ရှင်နံပါတ်1ကဘုရားရဲ့ခုံကိုယုံကြည်ခြင်းဆိုတဲ့တတ်တာရှိရနံပါတ်2က၅ပါးသီလဆိုတဲ့သီလကိုချင်းတရားရှိရနံပါတ်3ကဘာလဲလို့ဆိုရင် လောကီမင်္ဂလာတွေကိုမယုံအောင်ကောတုဟလမင်္ဂလာလို့ခေါ်တယ်လောကီမင်္ဂလာတွေကိုမယုံမဲနဲ့ကံကိုပဲယုံရမယ်လောကီမင်္ဂလာဆိုတာသိလားအခုကလူတွေပြောနေကြတာရှိတယ်လေဟဲ့ပန်းသီးဖះတင်လို့ရှင်ပန်းတတ်တယ်တဲ့မတင်ဘူးကြာပန်းလူလို့ကြာတယ်ပေါ့မြဲမြဲမအောင်ဘူးလို့အဲ့ဒါတွေဟာလောကီမင်္ဂလာတွေခေါ်တယ်နော်လောကီမင်္ဂလာတွေခေါ်တယ် ဲ့ဒါမျိုးတွေကိုမယုံရဘူးတဲ့။မြန်မြန်ကြီးပွားကြတို့နေချင်းညာချင်းကြီးပွားကြတို့ခြင်းမင်ဆိုင်တဲ့အကြံအောင်တို့ဂျန်ဆိုင်တဲ့နော်။လေအဲ့ဒီလူဟာတွေကိုယုံကြည်နေမယ်ဆိုလို့ရှိရင်ဥပဒကပိပိသသာဥပဒကဥပဒကယေရနာ တော်ဝင်ဥပဒကမဖြစ်ဘူးတဲ့။ကံကိုပဲယုံကြည်ရမယ်။ကိုလုံးထာကောင်းတဲ့ကံလားကုသိုလ်လားအကုသိုလ်လားဒါပဲသိရမယ်။ အဲ့ဒီမင်္ဂလာတွေကိုကတုဟလမင်္ဂလာလို့ခေါ်တယ်ဟိုလူကပြောလိုက်ဒီလူကပြောလိုက်ဟုံနှုံတို့ဒီဟာဟုံနှုံတို့အေးဘုရားဘာသာဝင်တွေတချို့များကြီးသေးတယ်နော်ကြီးပွားခြင်းတော့မလုပ်တော့ဆိုကြီးကိုကြီးသွားပြီးပရိပရိစေရတာနဲ့သေးသေးစိတ်ရင်သေးမှဆုလို့လားမသိဘူးနော်အဲ့တော့ကြီးကိုကြီးတို့ဘာတို့ညာတို့နဲ့အဲ့ဒီမှာအဲဆွဲတော်တောင်မှပဲလေးစုတရက်တည်းဖူးရင်ဘာဖြစ်မယ်ညာဖြစ်မယ်နော် အမျိုးကိုစုံးနေတာပဲကြိုက်သီးရောလဲကိုးကောက်တဲ့ရင်သုံးကောက်တဲ့ရင်ချမ်းသာတယ်တဲ့ဟောအထမ်းသွားတယ်ကိုးကောက်ပဲကတော့မှာနော်ခုလက်ထမ်းနေရတော့မှသူတို့အများရန်ထမ်းနေမှာအဲ့ဒါလို့တောင်မစင်စားနိုင်အောင်ဖြစ်နေကြတယ်ဒါတွေကအဓိကမဟုတ်ဘူးဆိုတာဟိုဒါလက်တွေ့မကြတာတွေကိုလောကလူတွေကယုံကြတယ်အဲ့ဒါတွေကိုမယုံဘူးကအမှန်တမ်းအရေးကြီးတယ် ဟောနောက်တစ်ခုကဘာလို့ဆိုလို့ရှင်ကုသကောင်မှုလုတ်ပြီတကယ်ကို ကောင်းကျိုးချမ်းသာရဖို့လုတ်ပြီဆိုရင်ဘုရားသာသနာကိုပဲလှုပ်တယ်လှုပ်ပြီဆိုလဲဒီသာသနာကိုပဲဥတည်တယ်ကြံတဲ့နေရာမလှုပ်ဘူးလို့ပြောတာမဟုတ်ဘူးအဓိကထားပြီးတော့လှုပ်တယ်အဲ့ဒါဆိုလို့ရှင်ဒါဘုရားရဲ့တပြည့်ဥပဒကဥပဒိကမှာတောဝင်ယရနာတွေဖြစ်လာနိုင်တယ်တဲ့ ကောင်းပြီ၅ဘာသီလလည်းပြည့်စုံတယ်အခုလိုတော်ဝင်ဖြစ်စင်နိုင်တဲ့အင်္ဂါရတွေနဲ့လည်းပြည့်စုံတယ်ဘုရားဘာသာဝင်နေအယောင်းဝယ်မလောက်ရတာ၅မျိုးရှိတယ်ဒါမြတ်စွာဘုရားလွန်ခဲ့တဲ့နှစ်ပေါင်း1500ကနေပြောခဲ့တဲ့ဟောခဲ့တဲ့တရားဘုရားဘာသာဝင်နေဟာအယောင်းဝယ်မလောက်တဲ့မူမလောက်ရဘူးလို့မလောက်တဲ့မူလို့မြတ်စွာဘုရားဟောခဲ့တယ်ဘာတွေလဲလို့ဆိုလို့ရှိရင် တထဝနေစာလက်နဲ့အယောင်းဝယ်မလို့အောင်လက်နဲ့ဆိုတဲ့နေရာမှာလူတတ်တဲ့လက်နဲ့လူကိုသေစေတတ်တဲ့လူတတ်လက်နဲ့တွေအယောင်းဝယ်မလို့အောင်ဘူးတဲ့ဘုရားမသားဝင်ရသဗျာဥပဒကဆိုရင်နော်တထဝနေစာလက်နဲ့အယောင်းဝယ် trade on weapons trade on weapons အဲ့ဒီပုံမှာအယောင်းဝယ်မလို့အောင်နောက်တစ်ခုကတတဝနေစာ လူတတဝအယောင်းဝယ်မလုပ်ရဘူးလေအခုလူကုန်ကူးတယ်ဆိုတာနော်မြတ်စွာဘုရားဟိုရှေးတုန်းကနေက2500တဲ့ဟောခဲ့တာအခုလူကုန်ကူးနေတာတွေကြီးကျယ်ဖြစ်နေတယ်ကမ္ဘာမှာအဲ့ဒါလူလူတွေကိုရောင်းစားတာမျိုးမလုပ်ရဘူးတဲ့ကြွန်ဖြစ်ခိုင်းမှုရရောင်းစားတာတွေဒီကနေ့ခေတ်ဟာဒီနာမည်နဲ့လူကုန်ကူးတယ်ဆိုတဲ့နာမည်နဲ့ပြောနေကြတာတကယ်ကတော့ကြွန်ဖြစ်ရောင်းစားတာပဲဘာမှမထူဘူးလူလူချင်းအဲ့တော့ တတဝနေဆာလူကိုအယောင်းဝယ်မလုပ်ရဘူးတဲ့နော်လူကုံမကူရဘူးစာထဲမှာတကယ်ပါတာနော်ဒါဘုရားဘာသာဝင်ဖြစ်လာလို့ရှင်တတဝနေဆာလူတရဝါတွေကိုကုံကူတာမလုပ်ရဘူးနောက်တစ်ခုကမန်တဝနေဆာအသားတက်ပြီးတော့ရောင်းတဲ့ဟာမျိုးမလုပ်ရဘူးဆိုလိုတာကအသားတက်လိုင်စင်မဆွဲနဲ့အဲ့ဒါနဲ့အယောင်းဝယ်မလုပ်နဲ့လို့ပြောတာနော် ဲ့ဒါမျိုးနဲ့အစည်းအဝါမရှာသင့်ဘူးနောက်တစ်ခုကဘာလို့ဆိုမစ္ဆဝနိစ္စဒီမူရစေဝါအယောင်းဝယ်မလို့ပါခင်ဗျားဆိုပြပညာခဲတာတွေလောကမှာတကယ်ဟုတ်တာနော်မူရစေဝါမောင်ကိုကူကူရဆိုတချို့နိုင်ငံတွေကတေတံပေးတာလေ capital punishment တေတံပေးတာဒီနားနိုင်ငံတွေမှာဆိုမလေးရှားတို့စင်ကာပူတို့ဆိုရင်အဲမူရစေဝါမောင်ကိုကူတဲ့လူဟာတေတံပေးတာသူတို့နိုင်ငံဗီဇာယူလို့ရှိရင်စာကြီးကိုရေးထည့်ထားတာ မူရစေဝမလုံးနဲ့သေရန်ပေးလိုက်မယ်ဆိုတာဒါလည်းလှုပ်တာပဲလှုပ်တဲ့လူကတော့အဲ့တော့မြတ်စွာဘုရားကဘုရားရဲ့ဥပဒကတွေဟာမစ္ဆဝဏိစ္စတေရဲ့အယောင်းဝင်မလုံးရဘူးတဲ့မူရစေဝအယောင်းဝင်မလုံးရဘူးတဲ့နောက်တစ်ခုကဘာလို့ဆိုတတ္တဝါတွေကိုသိစေတတ်တဲ့အစိတ်အယောင်းဝင်မလုံးရဘူးဝိတဝဏိစ္စတဲ့အစိတ်အယောင်းဝင်မလုံးရဘူး ဩအဲ့ဒါဗုဒ္ဓဘာသာဝင်นี่မလုတ်တဲ့နဲ့မလုတ်ရမဲ့ကုံသွဲမှု၅မျိုးတဲ့เนาะလက်နဲ့ကုံသွဲမှုလူတရဝါလူကုံကူးမှုလူကုံကူးမှုသသလိုင်းစင်နဲ့စီးပွားရှာမှုเนาะမူရစေဝါကုံကူးမှုအစိတ်တတ္တဝါတွေကိုသိစေနိုင်တဲ့အစိတ်တွေကုံကူးမှုအဲ့ဒါတွေဟာရှောင်ရမယ်လို့ ဒီလိုမြတ်စွာဘုရားဟောထားတာတွေတုတ်တန်နေတဲ့မှာရှိပါတယ်။ဒါကြောင့်မို့လို့ဒီကနေ့ဘာသာတရားနဲ့ကိုယ်ွယ်မှုတရဏဂုံဆိုတာအတော်လေးအထကရာကျမ်းထဲကထုတ်နှုတ်ပြီးတော့ဘုန်းကြီးတို့အားလုံးသိရှိအောင်လို့ခေါ်ကြားထားခြင်းဟောကြားခြင်းဖြစ်ပါတယ်။ဒါကြောင့်မို့တရားချစ်ခင်သူတော်စင်ပြိဿပေါင်းတို့ဖရာတရားတန်ခါလို့ဆိုရယ်ယရဏ၃ပါး လောကမှာပေါ်ပေါက်လိုက်တဲ့ဘာသာတရားကြီးတွေထဲမှာဘုရားတရားတန်ခါလို့ဆိုရယရဏသုံးပါးကိုကိုးကွယ်ရတဲ့ဆိုတာဘယ်လိုယုံကြည်ချက်နဲ့ကိုးကွယ်တယ်ဘယ်လိုအကျိုးကျေးဇူးတွေရှိတယ်နော်ဘယ်လိုပြည့်စည်နိုင်တယ်ဆိုတာတွေဒါတွေကိုသိရှိနားလည်ပြီးတော့ဆောင်းနေတာဆောင်းရှောင်းနေတာရှောင်းပြီးတော့မိမိတို့ရဲ့ဘဝဟာကောင်းအောင်တဘဝတဲ့တဘဝတာလွန်ကောင်းမွန်တဲ့ဘဝတစ်ခုကိုရပြီးနောက်ဆုံးမှာ နိဗ္ဗာန်ချမ်းသာတိအောင်မျက်မှောက်ပြုနိုင်အောင်ကြိုးစားအားထုတ်ကြမှာဖြစ်တယ်လို့ကိုစီကိုစီသဘောကြပြီးကြင်ကြံကြိုးကုပ်အားထုတ်တော်မူနိုင်ကြပါစေကုန်သတည်တာတုတာတုတာတုပါဗျာကဲမေတ္တာပို့ရအောင်တတဝါများစွာတတဝါများစွာဘေးရန်ကွာဘေးရန်ကွာချမ်းသာကြပါစေတတဝါ တတ္တဝါများစွာဖေးရန်กว่าချမ်းသာကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေ သက်ရှိကြမ်းမာစိတ်ချမ်းသာဒုယဆန္ဒပြေပါစေသက်ရှိကြမ်းမာစိတ်ချမ်းသာဒုယဆန္ဒပြေပါစေသက်ရှိကြမ်းမာစိတ်ချမ်းသာဒုယဆန္ဒပြေပါစေ